ဒီဖြစ်ပြက်ကလည်းခြေကွဲစရာအဖြစ်ပြက်တစ်ခုပဲရှမ်းတော်တစ်ပါးဟာအိန္ဒိယမိသားစုကနေစဉ်ဆုံးဖို့ပြုလို့အဲ့ဒီအိမ်ကိုနေတိုင်းကြွားတယ်ကြွားပြီးတော့အိမ်မှာဆုံးဖို့မိတ်လေးရှိတယ်ပေါ့နော်ဖြစ်ပြက်တစ်ခုဟာမမျော်လင့်မိမယ်လို့ဖြစ်လာတတ်တယ်ပေါ့အဲ့ဒီအိမ်ကအမျိုးသားကမလုပ်တော့ဆိုရင် ကြောက်သွေးတဲ့အလုပ်တမိုးကြီးမတဲ့ဗရမယရဏတွေကိုသွေးတဲ့အလုပ်ကိုသူလုပ်တယ်သူလုပ်ငန်းကတရက်ကြတော့သူကလည်းနာမည်ကြီးဆိုတော့ဘယင်းစီကပို့လိုက်တဲ့ကြောက်ရုံကြောက်ရိုင်းတုံးကလေးတတုံးအသေးလေးအဲ့ဒါကိုတေချာသွေးပေးဖို့ဘယင်းကနေအလုပ်အပ်လိုက်တယ်ပေါ့ခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာသူကမလုပ်တော့ဆိုသမင်းဟန်းချက်ဖို့ ဟိုတာငါရိလှီးနေတယ်လက်မလက်သွေးစသွေးနာအညိနာနေရှိတယ်နန်းတော်လာပြီးတော့ပစ္စည်းအပ်တဲ့အခါမှာအညိနာမကင်းတဲ့လက်နဲ့ဖရမယားလေးကိုလက်ခံလိုက်တယ်လက်ခံပြီးတော့အဲ့ဒီဖရမယားလုံးလေးကိုဖေးနှမခဏကလလေးပေါ်မှာခဏချပြီးတော့လက်သွန်းဆေးအဲ့ဒီအိမ်မှာအဲ့ဒီရှေ့မှာ ရန်တော်ကလည်းပဲဆွမကျက်သေးလို့ဆွစားမဲ့အချိန်ဆွမကျက်သည့်အထီအောင်ဆောင်ဆိုင်ပြီးထိုင်နေတယ်သူလုံးလုံးနေတဲ့နေရာမှာအိမ်မှာမွေးထားတဲ့ဂျိုးကြငဲ့တကောင်ကလည်းပဲအိမ်ပေါ်မှာရှောက်သွားတယ်အဲ့ဒီပြည်ပြားကလေးမြင်လိုက်တဲ့အခါကျတော့သွေးရဲရဲလို့အဒီလေးမြင်တယ်အညိနှန်းကလည်းရှိတော့ဂျိုးကြကအနန္တရောက်လာပြီအဲ့ဒီပြည်ပြားကောက်မြိုလိုက် ဘယင်ကအထားတဲ့ဗရမယာဆိုအမတမအယုအရေးကြီးတာဟုတ်ပျောက်သွားရင်သူမလွယ်ဘူးပြန်လာတဲ့အခါကျတော့ခုနလေးရင်ခြာပြီးလက်သွားဆေးနေတယ်ဒီဗရမယာပျောက်သွားတယ်ဆိုဒီနားမှာလည်းဘယ်သူမှမရှိဘူးဒီဖုန်းကြီးပဲရှိတယ်ဗရမယာရှူသလားဆိုမယူပါဘူးပြောမယုံနိုင်ဘူးပေါ့သူအနေနဲ့ရဟန်းတော်ကတော့မြင်လိုက်တယ်ချိုးချငဲ့မြူသွားတာသူရှိမှမြင်လိုက်တယ် အဲ့တော့သူ့ကိုစစ်မေးတဲ့အခါကျတော့ငါမယူဘူးပဲပြောတယ်။ဂျိုးချန်ငယ်ကလေးတဲ့ဂျိုးချန်ငယ်ကနှုတ်သီးနဲ့ခြီးပြီးမျိုးချလိုက်တာကိုမြင်တော့လည်းပဲအကယ်၍ဂျိုးချန်ငယ်ခြီးတယ်လို့ဆိုရင်ဂျိုးချန်အသက်ခံ။အဲ့ဒီဟန်တော်ကဒီတော်ဝါလေးပေါ်မှာတနာကျင်တာလို့မပြောဘူးအဲ့ဒါ။ဟိုလူကစိတ်တည်တာတူလာ။ခေါင်းလေးပူထုလာတယ် ဘာလို့လို့ဆိုဘယင်ကအတက်ပြမြလေးအဲ့တော့ဒီရန်ကိုမပေါ်ပေါ်မေးမယ်သူ့အမျိုးသမီးကိုသွားတိုင်မင်းတော့မလုပနဲ့ဒီကနေ့မှဒီဘုန်းကြီးကဒီမှာစွန့်စားတာမဟုတ်ဘူးကြာလာပြီအိမ်မှာဒီလိုအမျိုးမရှိဘူးအထင်မလွဲနဲ့လို့ဆိုပြောတော့မရကျိုးနဲ့ခေါင်းချီပြီးတော့ရိုက်ပြီးစစ်တာပေါ့မပေါ်ပေါ်နော် ခေါင်းတွေပေါက်သွေးရဲတွေကြအဲ့ဒီအချိန်လေးမှာဘုန်းကြီးကိုနှိပ်ဆက်ပြီးတော့သွေးတက်တန်ရဖြစ်အောင်လုပ်ပြီးတော့ကိုမခမချင်းနှိပ်ဆက်တဲ့အခါခေါင်းကထွက်တဲ့သွေးတွေကြတော့သွေးညိနှံ့နေခုနအကျိုးကြကောင်လေးကရောက်လာပြီးတော့အဲ့ဒီသွေးကိုလာပြီးတော့တောက်ပြန်အဲ့ဒီအချိန်မှာစိတ်ဆိုးနေတော့ခြေထောက်နဲ့အကျိုးကြငက်ကိုကန်ပလိုက်တယ် ကံလိုက်တော့ချက်ကောင်းပြီးတော့ကျိုးရံငယ်လေးကကျတဲ့နေရာမှာခါရက်တက်ထွက်သွားအဲ့ဒီကျတော့မှသူ့မှာနေတဲ့ယဟန်တော်ကနေတယ်ကျိုးရံငယ်ကလေးလှုပ်ရှားလှုပ်လှုပ်လှုပ်လှက်လှက်နဲ့တည်သွားတာတွေ့တဲ့အခါကျတော့တည်သွားပလားလို့မေးတော့မေးတော့သူကပြောလိုက်သေးတာဒီငက်တည်တယ်လို့ကိုတော်လည်းတည်ရမယ်ဆိုပြီးတော့ပြောလိုက်တယ် ိတ်သေးတော့ပြီဆိုတာကြတော့မှ तू อ่ะသူ့ကိုကျိုးနဲ့တုတ်ထားတာတွေဖြီးခိုင်းပြီးတော့ငါမြင်လိုက်တယ်တဲ့ဟောဒီမင်းရဲ့ပရမညာဂျိုးကြငက်ကမျိုးချလိုက်တာငါတွေးလိုက်တယ်သူ့ထဲမှာရှိတယ်အဲ့ဒါနဲ့အဲ့ဒီဂျိုးကြငက်ကိုရှင်ခွဲပြီးတော့ကြည့်တဲ့အခါပရမညာရှာတွေးအဲ့ကြတော့စိတ်ပူတာတမျိုးဖြစ်သွားပြန်ပြောင်းလဲသွားပုံကြည့်ခုနကတည်းကတော့ပရမညာပြောင်းလို့စိတ်ပူတာ အခုကျတော့ဗရမယာတွေ့တာတော့ဟုတ်ပြီအဲ့ဒီဘက်ကစိတ်ပူမှုကသူမတရားဘုန်းကြီးပေါ်မှာသူစော်စားပြစ်မှားမိတဲ့အကုသိုလ်ပေါ်မှာစိတ်ပူသွားပြန်တယ်လူစိတ်စွာကြည့်အဲ့ဒီမှာစိတ်ပူတာတခါဖြစ်လာစိတ်ပူလို့မျိုးမျိုးတောင်းပန်ဝန်ချပြီသူ့အိမ်မှာပဲဆုံးဖို့မေးဖို့ပြောတော့ရှမ်းတော်ကဒါသူ့မှာအပြစ်မရှိပါဘူးတဲ့တခါကြီးမှာအပြစ်မရှိပါဘူး သူအနေနဲ့ဆွမ်းခံစားရမယ့်ဟာမစားဘဲနဲ့အိမ်ပေါ်မှာထိုင်ပြီးဆွမ်းစားမိတဲ့အဖြစ်ပါလို့နောက်ထပ်ဆိုရင်တော့အိမ်ရိတ်တောင်မနှင်းတော့ပါဘူးဆိုပြီးတော့အရန်တော့ရန်တော့လည်းတမန်ပုဂ္ဂိုလ်မဟုတ်ဘူးတရားဓမ္မကျင့်သုံးနေတဲ့ရဟန္တာပုဂ္ဂိုလ်အဲ့ဒီမှာဒီတောကကပရမယပြုတ်တော့ကတောကတစ်မျိုး သူတော်ကောင်းကိုပြန်မမိပြီဆိုတော့ရင်ထဲမှာမကျင်တဲ့ခံစားရတဲ့ဒုက္ခတစ်မျိုးအဲဒီလိုဒုက္ခဖြစ်တာအဲဒီမှာအဖြစ်ပြက်ကလေးစုံစည်းပုံကိုမြတ်စွာဘုရားဟောလိုက်တယ်အဲဒီဂျိုးချန်ကလေးကတေသွားတဲ့အခါမှာသူ့ရဲ့ဇနီးရဲ့ဝန်ထဲမှာဝင်စားတဲ့ဆိုတော့နော်လူ့ဘဝရောက်သွားချိုးရငက်ကလေးကတေးပြီးတော့လူဖြစ်တယ်ပေါ့လူဖြစ်ဖို့ မိသားစုသူ့ဇနီးရဲ့ဝန်နဲ့ရောက်သွားတယ်ဒါကိုရည်ညွှန်းပြီးတော့ခပ်ပမေကေဩပိသန္တိအချို့ကတော့လူသားရဲ့ဝန်နဲ့ရောက်သွားတယ်နိရိယံပပကမိနောခုနစိတ်မကောင်းတဲ့ပြမမိတဲ့ဒီဗရမယာကြောက်သွေးဆရာကတော့ဒီအလုပ်ကိုလုပ်ပြီးပြီးစိတ်မချမ်းမသာနဲ့တည်ဆုံးသွားတဲ့အခါမှာသူ့လုပ်တယ်မကောင်းဘူးအဟုတ်တို့ကြောင့်သူကကြေးရောက်သွားတယ် တက္ကံသူဂတိနောယန္တိစိတ်ကောင်းနှလုံးကောင်းထားတဲ့သူစနီးကတော့တည်တော့နှစ်ပြေရောက်သွားတယ်။အရိုက်နဲ့ခံရပြီးဆွဆွဲခံရတဲ့ယဟန်ကတော့ရှင်ထဲမှာကိတ္တတာရီကင်းတဲ့ယဟန်တပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဒီခန္ဓာခြုံငိမ့်သွားတဲ့အခါမှာနောက်ထပ်ခန္ဓာဆိုတာမရတော့ဘူးဘဝဆက်ခြုံငိမ့်သွားတယ်။ဒီဖြစ်ဖြစ်လေးချက်ကိုရည်ညွှန်းပြီးတော့ပြဆော့ပြတီတရား